အားလုံးပဲမိင်္ဂလာပါရှင်ခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမြစ်တာရက်ခံလိုပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ မိုးကုတ်ကိုစစ်တပ်ထံထွက်ပေးရတဲ့အပေါ်တောင်းပန်ဖို့စကားလုံးမရှိဖြစ်ရဟု TNL ကောင်းဆောင်ရေးသားတွေဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တအောင်မျိုးသားလုံမြောက်ရေးတပ်မတော် TNL နဲ့မဟာမိတ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မိုးကုတ်မြို့ကိုအာနာသိန်းစစ်တပ်နဲ့ TNL အကြားအပြည့်ရဲ့သဘောတူညီချက်အရပြန်လည်လွှဲပေးရတဲ့အပေါ်တောင်းပန်ဖို့စကားမရှိဖြစ်ရတယ်ဟု TNL အထွေထွေအတွင်းရေးမှူးချုပ်မိုးကျုပ်တားပုံးကျော်ကဒီကနေ့ဒီဇင်ဘာတရက်မှာလူမှုကွန်ရက်မှာကြပြရေးသားအသိပေးခဲ့ပါတယ်။ 2025အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ TNL အပြည့်ရဲ့သဘောတူညီခဲ့ရာမိုးကုံနဲ့မိုးမိတ်ကိုစစ်ကောင်စီထံပြန်လွှဲပေးဖို့သဘောတူညီခဲ့ရတာဖြစ်ပြီးနိုဝင်ဘာလကုန်ပိုင်းမှာစစ်တပ်က TNL အကူအညီနဲ့မိုးကုတ်မိုးမိတ်မြို့တွေကိုအလွယ်တကူဝင်ရောက်လာနိုင်ခဲ့တာပါဒီအချိန်မှမှာမိုးချုပ်တားပုံးကြော်ကမြောက်ပြန်လေးအေးဆိုတဲ့ခေါင်းစဉ်နဲ့ကြပြရေးတာပြီးမိုးကုတ်အတွက်တောင်းပန်ခဲ့တာပါမိုးကုတ်မြို့အခြေအနေကိုတော့ကြပြမှမတွေ့ရပါဘူး နှင်းသီးကျွေခြေစုံခိုင်ရင်ဝဲစုစိုက်လောင်မြိုင်မျက်ရည်အိုမိုးကုန်တောင်းပန်ရန်စကလုံးမရှိနိုင်တော့ပြီမြောက်ပြန်လီကအေးလာသည်လို့ဘိုးချုပ်တားပုံးကျော်ကရေးသားခဲ့ပါတယ်ဂျပန်မှာလည်း TNL ကစစ်တပ်ကိုလွှဲပေးခဲ့တဲ့မိုးမိန်နဲ့မိုးကုန်မှာတခြားဒေါ်လာရေးတက်တွေနဲ့စစ်ကောင်စီအကြားနိုဝင်ဘာ30ရက်နေ့ကစတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသတင်းရင်းမြစ်တွေကပြောပါတယ် မိုးမိန်မှာ TNL ထွက်သွားပြီးယူတဲ့ဝင်လာတဲ့စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့နိုဝင်ဘာ30ရက်ည7နာရီကျော်အချိန်က စတင်တိုက်ပွဲဖြစ်ခဲ့ရာတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်စစ်ရေးတရင်ရင်းမြစ်ကပြောပါရယ်အလားတူမိုးကုံမြို့မှာလည်းနိုဝင်ဘာ30ရက်ညနေကစပြီးမြို့အပြင်အနောက်ပိုင်းကိုစစ်တပ်ကတိုးလာတဲ့အတွက်မြို့အပြင်မှာရှိနေတဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးတရင်ရင်းမြစ်အချို့နဲ့ဒေသခံတချို့ကပြောပါရယ် မူကိုအခြေဆိုင် PDF တပ်ဖွဲ့တာဝန်ရှိသူကတော့စည်ရေးတည်င်းတွေလက်တလောပြောလို့မရသေးဘူးလို့အသိပေးထားပါတယ်။ TNL ဟာမဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့2029စစ်စည်ရေးမှာရှမ်းမြောက်ကမြို့ဆက်နှမြို့ကိုသိမ်းပိုင်နိုင်ခဲ့ရာနောက်ချုံကြောင်မဲတီပေါ်မြို့တွေကိုစစ်တပ်ကတံပြန်ထိုးစစ်ဆင်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။အော်တိုဘာလကုန်ပိုင်းမှာတရုတ်အစိုးရအစီအစဉ်နဲ့တရုတ်နိုင်ငံမှာ TNL နဲ့စစ်တပ်တို့ကိုချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာမိုးခုတ်မိုးမိတ်မြို့တွေကိုအပြည့်ရဲ့သဘောတူညီချက်နဲ့တူစစ်ကောင်စီထံတွေ့ပြခဲ့တာပါ။ ဆက်လက်ပြီးရွှေဘုံမြို့ပေါ်မှာထွက်လာသောစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား20ကျော်သေဆုံးပြီးရုတ်လောင်းများနဲ့လက်နက်ခဲယံများသိမ်းဆည်းရရှိတဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာ စစ်သား20ကျော်သေဆုံးပြီးရှုပ်လောင်များနှင့်လက်နက်ခဲယံများသိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘုံမြို့နယ်လျှက်စီးမုံတိုင်းပျောက်ကြားတပ်ဖွဲ့ဖလိုင်းပါကဖမတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရသည် နိုဝင်ဘာလ28ရက်နေ့မိုးလွယ်3:20မိနစ်ခန့်အချိန်ရွှေဘုံမြို့တောင်ပန်းမုံမှထွက်လာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးမဟာမိတ်တပ်ပေါင်းစုများကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သား20ကျော်ထိဆုံးခဲ့ပြီးလက်နက်ခရဲများလည်းရရှိခဲ့ကြောင်းထို့ပြင်တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရေးရဲဘော်များကနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်းများလည်းတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ ။ရွှေဘုံမြို့အတွင်းကနေတောင်ပန်းမုတ်ကိုထွက်လာတဲ့အင်အား80ကျော်ပါစစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့တော်လိုင်းရဲမဟာမိတ်တပ်ပေါင်းစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးရဲခွေးနဲ့ဖြူခွေး20ကျော်တိစုံနေလို့သိရတယ်။ နောက်ပြီးလက်နက်ခိုင်ရန်တွေလည်းတင်စီရရှိခဲ့ပါတယ်ဟုရွှေဘုံမြို့နယ်လျှက်စီးမှုန်တိုင်းပျောက်ကြားတပ်ဖွဲ့ဖလိုင်းပါကဖမတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်လျှက်စီးမှုန်တိုင်းပျောက်ကြားတပ်ဖွဲ့ဖလိုင်းပါကဖနှင့်ဒေါ်လန်ရီမဟာမိတ်ဖူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းတီအထီနာပြီးရွှေဘုံမြို့အတွင်းသို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ် ဆက်လက်ပြီးရင်းချမ်းမြို့နယ်တွင်ပြည်သူစစ်ကောင်းဆောင်တီတာရုံမော်အဖွဲ့မှဖြူစော်တိများလိုက်ပါလာသည့်ကားကိုချားဖြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီးတနက်၃လနဲ့ခရရန်များတင်စီရရှိတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးတိုင်းညချက်မြို့နယ်တွင်ပြည်သူစစ်ကောင်းဆောင်တီတာရုံမော်ဖွဲ့မှဖြူစော်ထင်းများလိုက်ပါလာသည့်ကားကိုကြားဖြတ်တိုက်ခိုက်ရာငါးဦးကွဲချင်းပြီးတေဆုံးပြီးတနက်သုံးလနဲ့ခေရံများတိမ့်စီရရှိခဲ့ကြောင်းမခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖားမှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ29ရက်နေ့နနက်7:00နာရီခန့်တွင်ညချက်မြို့နယ်ပြည်သူစစ်ကောင်းဆောင်တီတာရုံမော်မှဖြူစော်ထင်းများလိုက်ပါလာသောကားကို ပခုတ်ကူ special task force ပခုတ်ကူမြို့နယ်တရင်တက်မှရဲဘော်တီနှင့်ရဲဘော်တပ်ဘူးဦးဆောင်သည့်အဖွဲ့ကညအုံမြင့်ချန်လန်ပိုင်းတနီယာအရောက်တွင်ဂျာပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်ပြူစော်တီ၅ဦးပွဲချင်းပြီးတေဆုံးက G4 တနတ်တလန်ကားပိုင်း၂လန်နှင့် G အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရေးတပ်ဖွဲ့များအထူးကံဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ပါလာတဲ့၅ရောက်လောက်အကုန်သေးတာ စစ်ခွေး9ဦးကနေရာတင်ပွဲချင်းပြီးသိဆုံးပါတယ်စစ်ကော်မရှင်အနေနဲ့ဖြူတွေမကြည့်ပြဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအသိပေးကြပါတယ်ဟုမခုတ်ကူမျိုးနဲ့ဖြူတို့ကောက်ခွေရေးတပ်ဖွဲ့ပါကဖာမှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကသတင်းဌာနကိုပြောကြားပါတယ်ခေတ္တမန္တလေးတရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့ဒီမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။